ြတ်စွာဘုရားကပဏိတန်နဲ့သာသေဝနာအသိပညာရှိတဲ့ပုဂ္ဂိုလ်နဲ့ပေါင်းလိုက်ရလို့ရှင်ထိတ်တန့်ရောက်သွားနိုင်ဥပမာလေးတစ်ခုပြောပြမယ်မြတ်စွာဘုရားလက်ထက်တုန်းကလူဘဝမှာအနှုံချာဆုံးအောက်တန်းအကျဆုံးအောက်တန်းအကျဆုံးလူတယောက်သူ့ရဲ့အတိုင်းဝိုင်းသူ့မိဘဗုဒ္ဓမဆင်းရဲပြီးတော့သူကအောက်တန်းအကျဆုံးသူ့ရဲ့နာမည်ကနိတလို့ခေါ်တယ်နော်ခုခေတ်မြန်မာလူ ဟိုခေါ်လို့ကောင်းအောင်ဆိုနီတာပေါ့နော်နီတာဆိုရက်လူငယ်တယောက်ဟာဘလောက်ထိ အောက်တန်းကြတုံးဆိုရင်မြို့ရင်းရွာထဲမှာသူတော်ဘာတွေစွန့်ပစ်ထားတယ်မစင်အညစ်ကြီးတွေကိုတုတ်တင်ရှင်းလင်းရတဲ့အလုံးနဲ့အသက်မွေးရတယ်မနေ့ဆိုရင်အိန္ဒဂါအိန္ဒဂါလှဲ့လဲပြီးတော့အခုလို့ရှေးအိန္ဒါစနစ်ကရှိကြမှာရှိသေးတာဟုတ်လူတကာစွန့်ထားတဲ့မစင်အညစ်ကြီးတွေကိုမနေ့ကျလိုက်သိမ်းရတယ် အဲ့လိုတရားအော်တန်းချာမျိုးရဲရွာထဲမှာအဲ့လိုပင်ပင်ပန်းပန်းနဲ့သူလှုပ်ရလှုပ်ရတော့သူကြည့်တော်တော်သနာစရာကောင်းတဲ့အနေထားမျိုးပဲဒါမလို့ရင်မစားရဘူးတကောလုံးနဲ့ညစ်ပေနေပြီးတော့အဲ့လိုနေရတယ်အဲ့ဒီမှာမြတ်စွာဘုရားနဲ့တွေ့တဲ့အခါကျတော့သူ့ကိုကြည့်လိုက်တယ်ကြည့်လိုက်တော့ဘဝမှာအလွန်နှိမ့်ချတယ်အလွန်နှိမ့်ချနေပေမဲ့လို့ ူဟာအုံနောက်ကောင်းနေဆိုတည်းရအုံနောက်ကောင်းနေဆိုတာတင်စားပြောတာသူဟာပင်ကိုညံလေးရှိတယ်ပြောရင်နားလည်နိုင်တယ်အရေးချင်းတစ်ခုရှိအဲ့ဒီအရေးချင်းဟာအရေးကြီးဆုံးပဲပေါ့တော့သူအရေးချင်းကိုသိတယ်သူဟာပါရမီတွေဖြည့်ခဲ့သည့်အတွက်ကြောင့်နောက်ဆုံးမှာသူ့ရည်ချင်းကဘလောက်ထီအောင်မြင့်တုံဆိုရင်ဒီဘွားမှာတွေပဲသူကယဟန္တာဖြစ်နိုင်လောက်အောင်သူ့အသိဉာဏ်ရှိတယ် ဲ့ဒါလို့အသိဉာဏ်ရှိတာကိုသိလို့မြတ်စွာဘုရားကသူ့ကိုသင်္ကန်းဝတ်မလားဆိုပြီးမေးပြီးအเจ้าခေါ်ပြီးတော့သင်္ကန်းဝတ်ပေးလိုက်တယ်။နော်ဘဝဆိုတာမြတ်စွာဘုရားဆိုတဲ့သူတော်ကောင်းပုဂ္ဂိုလ်နဲ့တွေ့လိုက်တဲ့အခါကျတော့လေသူကမြင်မသွားပြန်။အเจ้าရောက်တယ်မြတ်စွာဘုရားကသင်္ကန်းဝတ်ပေးတယ်။ဟုတ်ပေပြီတရားဓမ္မကျင့်ကြံကြို့ကိုအထုတ်တယ်။ခဏလေးပဲဘုရားဟောတဲ့တရားသူကနားလဲတယ် နားလည်ပြီးမကြခင်မဲ့သူကရဟန္တာပုဂ္ဂိုလ်ကြီးဖြစ်သွားတယ်။အေးခုနကတည်းကသူများအညစ်အကြေးတွေနော်တန်ရှင်းရေးလှုပ်ပြီးတော့ညစ်ညစ်ပေပေနဲ့အောက်တန်းအချအဆုံးတစ်မျိုးလုံးမှသူ့လောက်အောက်တန်းကြတာတယောက်မှမရှိဘူး။အဲ့ဒါလောက်အောက်တန်းချဆုံးပုဂ္ဂိုလ်ဟာမြတ်စွာဘုရားရဲ့တရားတော်ကိုချစ်ချင်ကြိုးကိုအားထုတ်လိုက်တဲ့အခါမှာသူ့ဘဝအဆင့်ဟာမြင့်သွားတယ်တအားမြင့်သွားမြင့်သွားတဲ့အခါကျတော့သူ့ကိုလာပြီးတော့ဒီ ရိုသေးပြီးတော့ရှစ်ခိုးနေကြတာတွေကဘသူတွေတော့ဆိုတခြားမင်းတို့ပြမမင်းတို့ထိတ်တန်းကြတဲ့နတ်တွေပြမတွေကအားလုံးကသူ့ကိုလာပြီးချီချီညိုညိုမျက်မျက်နှုတ်နှုတ်ရှစ်ခိုးနေကြတယ်ကဲဒီမြင်ကွင်းတစ်ခုကိုစဉ်းစားကြည့်ပထမအချိန်ကလူတကာကထွေထွင်လှုပ်ပြီးတော့လမ်းမေးမှာအဆုတ်ဆုတ်ငုံငုံနေရတဲ့လူတယောက်ဟာမြတ်စွာဘုရားနဲ့တွေ့လို့ တရားဓမ္မပြလိုက်လို့အသိဉာဏ်ရသွားတဲ့အခါမှာနော်ဉာဏ်နဲ့ဖြစ်သွားတော့နတ်တီပြမတွေကရှ िख ိုးတဲ့ရှ िख ိုးခံရတဲ့ပုံကိုအစဉ်ကိုချက်ချင်းရောက်သွားနော်အဲ့လိုဘဝအစဉ်ဆိုတာတိုးမြင့်သွားနိုင်တာပဲရှိတယ်ပေါ့နော်အဲ့ဒါလိုပဲတမန်လူတယောက်ဟာအလွန်မြင့်မားတဲ့အစဉ်ကိုရောက်တယ် တိုက်ပြီးအုပ်ချုပ်တဲ့ဘရင်ရဲ့သားမျိုးထီအောင်အဆင့်မြင့်တဲ့ပုဂ္ဂိုလ်ရောက်တယ်။သို့သောမကောင်းတဲ့တွေလုံးသည့်အတွက်ကြောင့်သူဟာဘဝအဆင့်မှာနှိမ့်ကျသွားပြီးနောက်ဆုံးမှာမကောင်းတဲ့တည်ခြင်းနဲ့တည်သွားရတဲ့ပုဂ္ဂိုလ်မျိုးတွေလည်းရှိတာပဲ။အဲ့တော့ဆိုလိုတာကဘဝအဆင့်တိုးမြင့်နေဆိုတာအကြောင်းရှိတယ်။နှိမ့်ကျသွားတာဆိုတာလည်းအကြောင်းရှိတယ်။ဒါဖြင့်နိတဆိုတဲ့ပုဂ္ဂိုလ်ဟာနိတာဆိုတဲ့လူတယောက်ဟာ ဘာဖြစ်လို့ဘဝအဆင်မြင့်သွားတာတုံးဆိုရင်သူဘဝအဆင်မြင့်နေကြောင်းကိုချင်းတရားမြင့်သွားတယ်ပညာမြင့်သွားတယ်အဲ့ဒီကိုချင်းတရားနဲ့ပညာမြင့်သွားသည့်အတွက်ကြောင့်ဘဝမှာသူကမြင့်တဲ့ပုဂ္ဂိုလ်ဖြစ်ရတယ်အဲ့တော့ဘုန်းကြီးတို့တွေကိုလက်ရှိဘဝလေးကိုယ့်ကိုစဉ်းစားကြဖို့ကိုယ့်ကိုစဉ်းစားငါဘဝဟာနေတဲ့ဘဝလားမြင့်တဲ့ဘဝလား တတိတံပစင်ညာဆိုတာအဲ့ဒါစဉ်းစား